အားလုံးပဲမင်္ဂလာပါဒီဒီကောက်ကတော့ဂျပန်ပြည်တွင်းပစ္စည်းပို့တဲ့အခါမှာကျွန်တော်တို့သုံးတဲ့ New Yoming Kyoku application ကိုကျွန်တော်တို့ဖွင့်ပြီးတော့မှာနော် application နဲ့မှာသုံးလို့ရတဲ့ feature လေးတွေကိုကျွန်တော်တို့သုံးကြည့်ပါမယ်အရင်ဆုံးကျွန်တော်တို့ application ကိုအရင်ဆုံး down လိုက်ပါမယ်ပြန်တော့ကျွန်တော်တို့ application ကိုဖွင့်ပြီးတော့မှာเนาะအဲ register လုပ်ဖို့လုပ်ပါမယ် ဒီမှာကတော့သူ့ရဲ့ဒီဟာလေးတွေကိုဖတ်ပြီးတော့ဗောနော်သူ့ဤစုကိုနှိပ်ပြီးတော့ရှင်းဆက်သွားလိုက်ပါပြီးတော့စုကြီးရဲ့နှိပ်လိုက်ပါပြီးအလောင်းနေပြီးတော့ရှင်းဆက်သွားလိုက်ပါဒီနေရာမှာတော့ခဏလောက်ခွင်းဆယ်စုနှစ်ဟာဂျီမဲတို့ကိုနှိပ်ပြီးတော့ကျွန်တော်ခဏဝင်ကြည့်လိုက်ပါမယ် ဒီမှာကတော့သူဒီ login လုပ်တဲ့နည်းတွေရေးထားတယ်ပေါ့နော်ပြီးတော့ application နဲ့ဝင်လိုက်တာနဲ့ကျွန်တော်တို့ရဲ့အခုလက်ရှိသုံးနေတဲ့ပေါ့နော်နေတဲ့နေရာနဲ့အလီဆုံး human cookie လေးစာကိုတို့ဖော်ပြပေးပါတယ်ပြီးတော့ကျွန်တော်တို့ UID တို့တို့ကိုလုပ်ပြီးတော့ application ကိုကျွန်တော် register လုပ်ပါမယ်ပြန် UID ပေါ့နော်ရှင်းခီတော့ကိုနှိပ်ပါမယ် ဒီမှာလည်းသူ့ရဲ့ဒီ dancing condition လို့တစ်ချက်ဖတ်ပြီးတော့ next ကိုရေးပြီးတော့ရှင်းဆက်သွားပါမယ်။ပြီးတော့ဒီနေရာမှာ agree ပေါ့နော်။သုံးခုလို့အမှန်ချင်းရှင်းပြီးတော့ next ကိုသွားပါမယ်။ပြီးတော့ကျွန်တော်တို့ရှောင်းမဲ့ email အတွက်ရိုက်ထည့်ပါမယ်။အီးမေးလ်အတွက်ရိုက်ထည့်ပြီးသွားရင် register ကိုနှိပ်ပါ ဒီနေရာမှာ robot security test နေရာဖြစ်လို့တော့ဥမာ bicycle ဆို bicycle ရေးပြီးတော့ fire bike နေပေါ့နော်အဲ့လိုပုံစံမျိုးလေးရေးပြီးတော့ကျွန်တော်ရှင်းဆက်သွားလိုက်ပါပြီးတော့ go to the login page ကိုနှိပ်လိုက်ပါကျွန်တော် email မှာကြာလာတဲ့ URL link အနေမှာတစ်စင်းကျွန်တော် register ကိုဆက်ပြီးတော့လောက်ရမှာဖြစ်ပါတယ်အဲ့တော့ link လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီး chrome ကိုနှိပ်လိုက်ပါမယ် ဒီနေရာမှာကျွန်တော်တို့ password သတ်မှတ်ပေးရမှာဖြစ်ပါတယ် password ကတော့ကျွန်တော်ထုံးစံတိုင်းအင်္ဂလိပ်စာလုံးအကြီးပါမယ်အသေးပါမယ်ခဏန်းပါမယ်ပေါ့နော်ပါစဝတ်တမပြီးသွားရင်တော့ next ကိုနေပြီးတော့ရှေ့ဆက်သွားပါမယ်။ဒီနေရာမှာကတော့ကိုယ့်ရဲ့နာမည်ဖြည့်ပြရမှာဖြစ်ပါတယ်။ အပေါ်ဆုံးကတော့ကျွန်တော်တို့ကနိုင်ငံသားဖြစ်တဲ့အတွက်အင်္ဂလိပ်လိုအကြီးနဲ့ပဲအကုန်ဖြည့်ပေးရမှာဖြစ်ပါတယ် listening first name ဖြည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီဖိုနီကနာဆိုရင်ပဲနိုင်ငံသားဖြစ်တဲ့အတွက်ကာတာခနာနဲ့ပဲဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့မွေးတက်ကလေးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်မွေးတက်ကလေးကတော့အောက်မှာပြထားတဲ့ဥပမာတိုင်းဖြည့်ပေးရမှာဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်တို့မေးဖီမေးရွေးမယ်ပြီးရင်တော့ကျွန်တော်တို့စာတိုင်းနံပါတ်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့စာတိုင်းနံပါတ်ရိုက်ထည့်ပြီးရင်တော့ auto fill ကိုနှိမ့်လိုက်ပါအဲဆိုရင်တော့လိပ်စာကျလာပါလိမ့်မယ်တကယ်လို့ကျွန်တော်တို့ရိုက်တာကျမလားဆိုတော့နောက်တစ်ခေါက်တော့ပြန်ပြီးတော့စာတိုင်းနံပါတ်ကိုပြန်ရိုက်ကြည့်လိုက်ပါဒီတစ်ခေါက်ကတော့ကျွန်တော်ပြန်မရိုက်ထည့်ပဲနဲ့ကျွန်တော်မန်ယူလည်းပဲရွေးလိုက်ပါတယ်မန်ယူရဲ့ခရံရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရက်ကွက်ပြီးရင်အိမ်နံပါတ်တွေရွေးပြီးတော့ကျွန်တော်တို့ရှေ့ဆက်သွားပါမယ် တကယ်လို့မှဇာတ်လမ်းနံပါတ် auto fill ကိုနှိမ့်လိုက်လို့လိမ့်စာကြမလားဆိုရင်အတင်းကနေပြန်ရိုက်ပြီးတော့ auto fill နှိမ့်ကြည့်ပါကြာလာပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ရိုက်ထည့်ပေးပြီးသွားရင်ကျွန်တော်တို့အချက်လက်တွေအကုန်ဖြစ်ပြီးသွားတယ်ဆိုရင်တော့ကျွန်တော်တို့ register ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားအောင်ဖြစ်ပါတယ် ဒီမှာဆိုရင်တော့ကျွန်တော်တို့ account လျှောက်တာပြီးပါပြီအဲကျွန်တော် login home page ကိုကျွန်တော်တို့ခုနကလျှောက်ခဲ့တဲ့ email address ပြီးရင်တော့ကျွန်တော်တို့ password ကိုရိုက်ထည့်ပြီးတော့ login ဝင်ပါမယ်အဲ့ဒါကျွန်တော် email address ရိုက်ထည့်ပါမယ်။ပြီးတော့ password ရိုက်ထည့်ပြီးတော့ login ဆိုလို့နေပြီးတော့ကျွန်တော် login ဝင်လိုက်ပါမယ်။ ုဝင်နေကတော့ website ကနေကျွန်တော်တို့ဒီ user id နဲ့ login password ကိုနှိပ်ပြီးတော့ login ဝင်နေရဖြစ်ပါတယ်။အဲတော့ကျွန်တော်ကဒီနေရာနေထွက်ပြီးတော့ application ကိုပဲသွားလိုက်ပါမယ်။ဒီမှာ application နဲ့ရောက်လာပါပြီ ကျွန်တော်နဲ့အနီးဆုံးပေါ့နော် စာတိုင်းကိုသူညွှန်ပေးထားပါတယ်ဒီနေရာကနေစပြီးတော့ application မှာတုံးလို့ရတဲ့ကျွန်တော်တို့ဒီ feature လေးတွေကိုတစ်ချက်ကြည့်သွားပါမယ်ဒီအပေါ်ဆုံးကတော့ view point တော့လောလောဆယ်ကျွန်တော်လည်းမတုံးကြည့်ရသေးပါဘူး ဒီနေရာမှာကျွန်တော်တို့အနည်းဆုံးယူမင်ခွက်ကိုဟိုကူကမ်းဘက်ကနေရှာလို့ရပါတယ်အနည်းဆုံးယူမင်ခွက်ကိုရှာဖို့အတွက်အပေါ်ဆုံးကကျွန်တော်တို့ယူမင်ခွက်ကိုစာကတ်ဆိုနေလိုက်ပါဒီမှာဆိုတော့အနည်းဆုံးယူမင်ခွက်ကိုတို့ပြပေးတယ်ပေါ့နော်နောက်ကွာတော့ဒီကျွန်တော်စာလိုက်ပေါ့နော်စာလိုက်ပုံးလေးရေဘယ်နှမှာရှိလဲဆိုထပ်ရှာလို့ရပါတယ် ောက်ခုကတော့ကျွန်တော်တို့ ATM ပေါ့နော် ATM ရှာလို့ရပါတယ်အောက်ဆုံးကတော့လိမ့်စာနဲ့စာရင်းနံပါတ်ရှာတာစာရင်းနံပါတ်နဲ့လိမ့်စာရှာတာလေ့လို့ရပါတယ်အပေါ်ကပေါ့နော်လိမ့်စာနဲ့ကျွန်တော်တို့ယူပင်ဘဏ်ကိုရှာတာဖြစ်ပါတယ်ဒီနေရာမှာကကျွန်တော်တို့ဒီကိုယ့်ရဲ့ခရိုင်လေးပြီးရင်မြို့တွေနဲ့ရွေးပြီးတော့ကျွန်တော်ယူပင်ဘဏ်ကိုရှာလို့ရပါတယ် အဲ့ဆိုရင်ဒီမျိုးရဲ့ယူပင်ဘန်ကဒါပေါ့နော်အဲလက်ရှိကျွန်တော်အခုနေတဲ့ခရိုင်ရဲ့ယူပင်ဘန်ကိုကျွန်တော်ရှာပြပါမယ်ကျူရှောခါရမနော်ဒိဆာကနေကျွန်တော်ရှာလိုက်ပါမယ်။လက်ရှိကျွန်တော်နေတာကဒီချူကိုကူပေါ့နော်။အဲ့ဒီမှာပါတာဖြစ်တဲ့အတွက်ချူကိုကူအနေအောင်နေလိုက်ပါမယ်။ကိုကဟိုကိုင်းနိုလာချီရှူလာပေါ့နော်။လက်ရှိကိုရဲ့အဲ့လိုမျိုးတော့သိရပါမယ်။ ဒီဟာကပေါ့နော်ဟိုကျွန်တော်တို့ Google မှာလည်း share လို့ရသလိုဒီထဲမှာ share တော့ပို့ပြီးတော့တိကျပါတယ်เนาะကျွန်တော်ချုပ်ကိုကူရာမကိုကြည့်အောင်ယူလိုက်ပါမယ်မင်းတော့ကျွန်တော်ရှီမိုတိုဆဲကီရှိပေါ့နော်ရှီမိုတိုဆဲကီရှိယူလိုက်မယ်ရှီမိုတိုဆဲကီကိုမှကျွန်တော်ရက်ကွက်တွေရှိသေးတယ်ပေါ့နော်အဲကိုကိုနေတဲ့ရက်ကွက်ကို share ပြီးတော့ယူရမှာဖြစ်ပါတယ် ကျွန်တော်နေတာကချိုးဖူမာဆိုတာပေါ့နော်ချိုးဖူမာဆိုတာလိုက်ရှာနေတာဖြစ်ပါတယ်အဲ့တော့အခုတွေ့ပါပြီချိုးဖူမာဆိုတာနာဂမာချီအဲ့နေရာတွေ့ပါပြီအဲ့အဲ့နေရာလေးကိုထောင်းလိုက်ပါမယ်အဲ့နေရာလေးကိုထောင်းလိုက်တာနဲ့အခုကျွန်တော်ရဲ့ဒီရက်ွက်ကဲပေါ့နော်စာရင်းနဲ့မလေးကြတာပါလေ0923935ပေါ့နော်အဲ့ဒါကိုလည်း copy ယူပြီးတော့ကျွန်တော်တခြားနေရာတွေမှာသုံးတာမျိုး လုပ်လို့ရပါတယ် တခြားမျိုးတွေဆိုလည်းဒီပုံစံနီးလေးနဲ့ရှာလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့စာရိုက်နံပါတ်နဲ့ရှာပိုက်ပေါ်ပါတယ်ပြီးတော့ခုနကကျွန်တော် copy ယူလာတဲ့စာရိုက်နံပါတ်လေးကိုပေးချလိုက်ပါမယ်အဲဆိုတော့ခုနကကျွန်တော်တို့ပြောတဲ့ချုပ်ဖို့မှာစိုးတာနာကမချီဆိုတဲ့လိပ်စာလေးကြာလာပါတယ်ဒီလိုပုံစံမျိုးလေးနေကျွန်တော်တို့လိမ့်စာအနေစာရိုက်နံပါတ်စာရိုက်နံပါတ်ကနေလိမ့်စာလေးရှာတာလေးလုပ်လို့ရပါတယ်။တခြားစာပဲတည်းလည်းရှိပါသေးတယ်။တခြားဟာလေးလည်းကျွန်တော်တို့ထပ်ကြည့်သွားပါမယ်။ ဒါကတော့ကျွန်တော်တို့လေရင်နဲ့ပို့တဲ့ခါမှာကုန်ကျစရိတ်ဘယ်လောက်ကျမလဲဆိုတဲ့ဟာအကြမ်းမြင်ဒီမှာလည်းတွက်လို့ရပါတယ်။သူ site ထဲမှာဝင်တဲ့ site တစ်ခုကိုရွှေ့ရမှာဖြစ်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့ပစ္စည်းဟိုအရေးတွက်ပေါ့နော်။အဲ့ဒါရွှေ့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ပို့မဲ့ပေါ့နော်။ပို့မဲ့နေရာကိုရွှေ့ရမှာဖြစ်ပါတယ်။ပို့မဲ့နေရာမျိုးကိုရွှေ့ပြီးရင်ကျွန်တော်တို့ရောက်ခင်ကိုခေဆန်းစလို့နေလို့ရပါတယ်။ အဲ့တော့ဒီတဲကပေါ့နော်ကိုနဲ့စိုက်တဲ့ခုခုကိုရေးပြီးလို့ရှင်တော့ဒီရောက်ခင်ခဲဆက်စုကိုနှိပ်ပါမယ်အဲဆိုရင်တော့ဒီမှာ4130ရန်ကြပါမယ်ဒီခုကတော့ကျွန်တော်တို့ဒီဘယ်ဟန်နေဘယ်ကိုပို့ရင်ဘယ်နည်းလောက်ကြာမလဲဆိုတဲ့အစစ်တရားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပို့မဲ့စာတိုင်းနံပါတ်ကိုအရင်ရိုက်ထည့်ရမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကဒီကိုပို့မဲ့ပေါ့နော် ဟိုဘက်ကစာရင်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲတော့ကျွန်တော်စာရင်းနံပါတ်ရိုက်ထည့်ပြီးသွားရင်ခန်းစာကူခိုင်းရှိကိုနှိပ်ပြီးတော့ကြာချင်း yes ကို ကျွန်တော်ကြည့်ကြည့်ပါမယ်အစရင်သူကဟာဂကီရောဆိုရင်တော့သူက3ရက်ဝင်နေကြတယ်တခြားအားတွေဆိုရင်တော့ ဒီနေ့နေ့လည်ရပို့ရင်နောက်နေ့ညနေရောက်တယ်အဲ့လိုပုံစံမျိုးတော့ရေးထားပါတယ်ဒါကတော့ကျွန်တော်တို့ပို့မဲ့မျိုးရဲ့ဒီအကွာအဝေးပုံမှာရောမော်ဒီမဲ့လို့တော့ထင်ပါတယ်ဒါပေမဲ့သူကတော့ဒီမှာအဲအကြမ်းမြင်ပေါ့နော်ဒီလိုပုံစံမျိုးလေးရေးထားပါတယ်နောက်ထပ်သုံးလို့ရတာကတော့ကျွန်တော်တို့ဂျီတို့ရှာဟိုကန်းနေလဲသုံးလို့ရပါတယ်နောက်တစ်ခုကတော့ဟိုဘက်ကပို့လိုက်တဲ့ယူဘင်ဘန်ကိုကိုရိုက်ရှာပြီးတော့ကျွန်တော်တို့ စ္စည်းရဲ့အခြေအနေနဲ့စဉ်းကြည့်လို့ရတာမျိုးလုပ်လို့ရပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ Google Chrome ကဒီ Yubin Kyoku ရဲ့ဒီ website မှာဝင်လို့ရတယ်လို့ဒီ application နဲ့မှလည်းဝင်လို့ရပါတယ်။ဒီ Hindasu Jokyo Site Hindasu ပေါ့နော်။အဲ့ဟာလေးအဲ့အောက်ကဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ပေါ့နော်။ဟိုကပို့လိုက်တဲ့ဒီ Yubin Bank တို့ပေါ့ Yubaku Bank ကိုရိုက်ထည့်ပြီးတော့ကျွန်တော်တို့ဒီပစ္စည်းအခြေအနေကိုစစ်တာမျိုးတွေလုပ်လို့ရပါတယ်။ ဒီမှာကတော့ကျွန်တော်စကမ်မပါတာဖြစ်တဲ့အတွက်လက်နဲ့ရိုက်ထည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုဒီနံပါတ်လေးနဲ့ရိုက်ထည့်ကြည့်လိုက်မယ်ပေါ့နော်ဒီနံပါတ်ကအဲရိုက်ရှာကြည့်မယ်တွေ့မှာပုံမအောင်ပါလို့လည်းတော့ဒီပစ္စည်းကကျွန်တော်မပို့ပါသေးဘူးပေါ့နော်အခုမှပို့ဖို့လုပ်နေတဲ့ပစ္စည်းဖြစ်တာဖြစ်တဲ့အတွက်ရိုက်ရှာလို့တွေ့မှာမဟုတ်ပါဘူး နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပို့ကျင်တဲ့ပစ္စည်းကိုပေါ့နော်စာတိုင်းကနေမှကိုယ်ကားနဲ့အိမ်တဲလာပေးစေခြင်းတဲ့အခါဒီရှုကောင်းအီရိုင်းဆူကိုနှိပ်ပြီးတော့ကျွန်တော်တို့အီရိုင်းလုပ်လို့ရပါတယ်ဒီနေရာမှာကတော့ကိုယ်အကောင့်စရှောင်းတုံးကဖြည့်ခဲ့တဲ့ကိုယ့်ရဲ့အချက်လက်တွေလိမ့်စာတွေဖုန်းနံပါတ်တွေ information တွေရှိနေမှာဖြစ်ပါတယ်အဲဒါကျွန်တော်တို့အကောင့်စရှောင်းထဲကလိမ့်စာနဲ့ဟိုအတူတူပဲဆိုရင်တော့ဘာမှထပ်ဖြည့်စရာမလိုပါဘူးအကောင့်စရှောင်းတုံးက လိမ့်စာနဲ့အခုလိမ့်စာနဲ့꿰တယ်ဆိုတော့ပြန်ပြင်လို့လည်းရပါတယ်အချက်လက်တွေအကုန်ဖြည့်ပြီးသွားရင်တော့ A-Ryan keyboard နဲ့ချီချီကိုညှိလို့ကိုဆူလို့နှိပ်ပြီးတော့ကျွန်တော်ရှေ့ဆက်သွားလို့ရပါတယ်ဒီနေ့ခေါက်ကတော့ပေါ့နော်တုံးလို့ရတဲ့ပုံစံလေးတွေပြောပြပေးတာဖြစ်တဲ့အတွက်ကျွန်တော်ပြန်ထွက်လိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေ